Assalamu alaikum wa rahmatullahi wa barakatuh. ယနေ့ဟိဂျရီ1446ခုရှောဝလ22ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ22ရက်နေ့တနင်္လာနေ့မှာ9မိနစ်အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်986ကိုတင်ပြမှာပါ။ဒီနေ့ကတော့တပူပေါ်နှစ်ပူစင်ကြီးဟာတခါတလေကြတော့အစင်တန်းနေမြင့်မြတ်စေဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်မြတ်ကုရ်အန်လာအာယတ်တော်တအာယတ်ကိုကိုးကားပြီးတော့ဒေါက်တာအဇမ်ရှယ်ကာဝီရေးထားတာဖြစ်ပါတယ်။ ဆူရာအလီအီမရန်ရဲ့အာယတ်နံပါတ်153မှာမြင်မြတော်မူသောအလ္လာဟ်ရှိမြတ်ကဖာအသဘကုမ်ဂမ်မန်ဘီဂမ်ထိုရှိမြတ်ဟာအတင်တို့ကိုတပူပေါ်နပူစင့်စီပြီးတော့မြင့်မြတ်စေခဲ့တယ်ဆိုတဲ့တဘောတရားပါဝင်တဲ့အာယတ်တော်ကိုကိုးကားပြီးတော့ဒေါက်တာအဒမ်ရှာရကာဝီရေးပါတယ်အတင်အင်းနဲ့အရှိမြတ်မှာတပါဘယ်သူကမှအတင်အတွက်ကြံရှိစေမှာမဟုတ်ဘူးဆိုတာကိုသိစေဖို့အတွက်ဥစ္စာပစ္စည်းလက်ဗလာ ဖြစ်စေခြင်းနဲ့အလ္လာဟ်ရှိမြတ်ကအတင်ကိုစံတတ်တော်မူပါတယ် တခါတလေအကူအညီလိုအပ်နေတဲ့အချိန်မှာမရရှိစေခြင်းနဲ့အသင့်ကိုစမ်းတက်မယ်။ဒါမှပဲအရှင်မြတ်ကပဲအသင့်အတွက်အေးချမ်းမှုအပြည့်အဝပေးတော်မူသောအရှင်၊ကုညီမှုအပြည့်အဝပေးနိုင်တော်မူသောအရှင်ဖြစ်ကြောင်းကိုအသင်သိရှိသွားမယ်။တခါတည်းရန်အသင့်ကိုခလုတ်ထီစေတယ်။ဒါမှပဲအရှင်မြတ်မှာတပါအသင့်အားထူပေးမဲ့သူမရှိဘူးဆိုတာကိုသိစေမှာဖြစ်တယ်တဲ့။ဘေးအန္တရာယ်ကြရောက်ခြင်းဆိုတာဟာအညိုးတွေကြောင့်လက်စားချေဖို့အတွက်ဒီပြစ်ဒဏ်ခတ်လို့တဲ့အတွက်ဒီလို့ပဲလိနန်ဓာတ်ထက် အမျက်မှတ်ယူလို့မရပါဘူးအများသောအားဖြင့်ကျွန်တော်တို့ကိုတွင်တင်ပေးဖို့လက်မှန်စီခေါ်ဆောင်သွားဖို့ကျွန်တော်တို့ရဲ့အစ်စ်နေကိုမြင့်တင်ပေးခြင်းလို့ဒီလိုဘေးဗလာတွေနဲ့ကြုံဆုံစီရတာမျိုးတွေလည်းရှိပါတယ်ဒီအချက်ကိုကျွန်တော်တို့နားလည်စေဖို့အတွက်ဒီနေ့ရဲ့သင်ခန်းစာကိုတင်ပြအပ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတ်တူလာဟီဝဘရကာတူ